ဘုရားဘာသာဝင်နေအယောင်းဝယ်မလောက်ရတာ၅မျိုးရှိတယ်။ဒါမြတ်စွာဘုရားလွန်ခဲ့တဲ့2500ပြည့်ကနေပြောခဲ့တဲ့ဟောခဲ့တဲ့တရားဘုရားဘာသာဝင်နေဟာအယောင်းဝယ်မလုံတဲ့မူမလောက်ရဘူးလို့မလုံတဲ့မူလို့မြတ်စွာဘုရားဟောခဲ့တယ်။ဘာ၄လဲလို့ဆိုလို့ရှင်တတ္ထဝနေစာလက်နဲ့အယောင်းဝယ်မလုံရဘူး လက်နဲ့ဆိုတဲ့နေရာမှာလူတတ်တဲ့လက်နဲ့လူကိုသေစေတတ်တဲ့လူတတ်လက်နဲ့တွေအယောင်းဝယ်မလုပ်ရဘူးတဲ့ဘုရမတန်ဝင်ရသဗျာဥပဒကဆိုရင်နော်တတ်ထဝနေစာလက်နဲ့အယောင်းဝယ် trade on weapons trade on weapons အဲ့ဒီပေါ်မှာအယောင်းဝယ်မလုပ်ရဘူးနောက်တစ်ခုကတတ်တဝနေစာလူတတဝအယောင်းဝယ်မလုပ်ရဘူးအခုလူကုန်ကူးတယ်ဆိုတာ ော်မြတ်စွာဘုရားဟိုရှေးတုန်းကနေက2500တဲ့ဟောခဲ့တာအခုလူကုန်ကူးနေတာတွေကြီးကျယ်ဖြစ်နေတယ်ကမ္ဘာမှာအဲ့ဒါလို့လူတွေကိုရောင်းစားတာမျိုး မလုပ်ရဘူးတဲ့ကြောင်ဖြစ်ခိုင်းမှုရ ရောင်းစားတာတွေဒီကနေ့ခေတ်ဟာဒီနာမည်နဲ့လူကုန်ကူးတယ်ဆိုတဲ့နာမည်နဲ့ပြောနေကြတာတကယ်ကတော့ကြောင်ဖြစ်ရောင်းစားတာပဲဘာမှမထူဘူးလူလူချင်းအဲ့တော့တတ္တဝနိစ္စ လူကိုအယောင်းဝယ်မလုပ်ရဘူးတဲ့နော်လူကိုမကူရဘူးစာထဲမှာတကယ်ပါတာနော်ဒါဘုရားဝါဒဝင် ဖြစ်လာလို့ရှင်တတဝနိစ္စာလူတရဝါတွေကိုကုံကူးတာမလုပ်ရဘူးတဲ့နောက်တစ်ခုကမန်တဝနိစ္စာအတားတက်ပြီးတော့ရောင်းတဲ့ဟာမျိုးမလုပ်ရဘူးဆိုလိုတာကအတားတက်လိုင်စင်မဆွဲနဲ့အဲ့ဒါနဲ့အယောင်းဝယ်မလုပ်နဲ့လို့ပြောတာနော် အဲ့ဒါမျိုးနဲ့အစည်းအဝါမရှာသင့်ဘူးနောက်တစ်ခုကဘာလို့ဆိုမစ္ဆဝနိစ္စဒီမူရစေဝါအယောင်းဝယ်မလို့ပါကေမြတ်စွာဘုရားပြညာခဲ့တာတွေလောကမှာတကယ်ဟုတ်တာနော်မူရစေဝါမောင်ကိုကူကူရဆိုတချို့နိုင်ငံတွေကတေတံပေးတာလေ capital punishment တေတံပေးတာဒီနားနိုင်ငံတွေမှာဆိုမလေးရှားတို့စင်ကာပူတို့ဆိုရင်အဲမူရစေဝါမောင်ကိုကူတဲ့လူဟာတေတံပေးတာ တို့နိုင်ငံဗီဇာယူလို့ရှင်စာကြီးကိုရေးထည့်ထားတာငွေစေဝါမလုံးနဲ့သေတံပေးလိုက်မယ်ဆိုတာဒါလည်းလှုပ်တာပဲလှုပ်တဲ့လူကတော့အဲ့တော့မြတ်စွာဘုရားကဘုရားရဲ့ဥပဒကတွေဟာမစ္ဆဝဏိစ္စာတေရဲ့အကြောင်းဝင်မလုံးရဘူးတဲ့ငွေစေဝါအကြောင်းဝင်မလုံးရဘူးတဲ့နောက်တစ်ခုကဘာလို့ဆိုတတ္တဝါတွေကိုသိစေတတ်တဲ့အစိတ် အယောင်ဝယ်မလို့ရဘူးဝိတဝနေစာတဲ့အစိတ်အယောင်ဝယ်မလို့ရဘူးဟောအဲ့ဒါဗုဒ္ဓဘာသာဝင်นี่မလုတ်သင့်နဲ့မလုတ်ရမဲ့ကုံသွဲမှု၅မျိုးတဲ့နော်လက်နဲ့ကုံသွဲမှုလူတရဝါလူကုံကူးမှုလူကုံကူးမှုအသက်လိုင်းစင်နဲ့စီးပွားရှာမှုနော် ငူရစေဝါဂုံကူးမှုအစိတ်တတ္တဝါတွေကိုသိစေနိုင်တဲ့အစိတ်တွေဂုံကူးမှုအဲ့ဒါတွေဟာရှောင်ရမယ်လို့ဒီလိုမြတ်စွာဘုရားဟောထားတာတွေတုတ်တန်တွေထဲမှာရှိပါတယ်